မြန်မာဒီမိုကရေစီကောင်းဆောင်ဒေါ်ဆဲဆူတီဟာအမေရိကန်ပြည်ထောင်စုခရီးစဉ်နောက်ဆုံးပိုင်းအနေနဲ့ကယ်လီဖိုးနီးယားပြည်နယ်လော့စ်အိန်ဂျလိစ်မြို့က Convention Center မှာမြန်မာမိသားစုတွေနဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံပွဲမှာတက်ရောက်လာသူတွေကမေးမြန်းတာတွေကိုဒေါ်ဆဲဆူတီကပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါတယ်။ဒီအကြောင်းကျွန်တော်တို့ဖွဲ့သားကုချေကတင်ပြပေးမှာပါရှင်။မြန်မာဒီမိုကရေစီကောင်းဆောင်ဒေါ်ဆဲဆူတီရဲ့အမေရိကန်ခရီးစဉ်အတွင်းနောက်ဆုံးရောက်ရှိခဲ့တဲ့လော့စ်အိန်ဂျလိစ်မြို့က မြန်မာလူမှုနယ်တွဲဆုံပွဲမှာတက်ရောက်လာကြတဲ့ပြည်သက်တွေရဲ့မေးမြန်းချက်တွေကိုလည်းဖြေကြားပေးခဲ့ပါတယ်။ပြည်တော်စာချုပ်အရာ Federal Government ဖွဲ့ဖို့တဲ့အနာဂတ်မှာဖြစ်နိုင်ပါမလားတဲ့။ကျမတို့ရဲ့တိုင်းရင်းသားညီမတော်တွေဟာ Federal စနစ်ကိုပြုချင်ပါတယ်။လူချင်းတို့ကျမတို့နိုင်ငံမှာတောင့်တင်းမှုခိုင်မာမှုရင်းချမ်းမှုဆိုလို့ရှိရင်တိုင်းရင်းသားများလူချင်းနဲ့စနစ်နဲ့တွားလို့ရှိလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပို့ပြီးတော့တက်တော်ပဲလို့ကျမရဲ့အယူအဆ တို့တော်များတဲ့ Federal ဆိုတဲ့စကားကိုကျမတို့နိုင်ငံနိုင်ငံသားတွေအများကြောက်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ဆယ်စုနှစ်နဲ့ချီပြီးတော့ဘယ်လိုဝါဒဖြန့်ချိထားလဲဆိုတော့ Federal ဆိုတော့ quite quite ရေးလို့ဝါဒဖြန့်ချိထားတယ်။ Federal ဆိုတော့ quite quite ရေးမဟုတ်ဘူးဆိုတာက Federal ပြည်ထောင်စုမှနေနေတဲ့ America နိုင်ငံသားရဲ့အသေးဆုံးပါပဲ။အဲ့ဒါကြောင့်မို့လို့ကျမတို့က Federal ဆိုတဲ့စကားလုံးကိုကြောက်ကြတယ်ဒီ Federal ဆိုရ ကြားစေဖို့ညင်ညွတ်စေဖို့လိုအပ်ရလိုအပ်တယ်ဆိုတာတော့လည်းတော့အကောင့်ထဲပေါ်သွားမှာဖြစ်တယ်သမရဦးသိန်းရှင်နဲ့လက်တွဲလုတ်ကင်တဲ့အခါမှာတဲ့ဘယ်လောက်ချီစိတ်ချပြီးလုတ်ကင်နိုင်မလဲခင်ဗျာတဲ့အဲ့တော့ကျွန်မကတော့ဘယ်သူတဦးတယောက်နဲ့လက်တွဲပြီးတော့လုတ်ဆောင်မယ်လို့ဒီလိုစိတ်ထဲမှာမထားပါဘူးနိုင်ငံအတွက်အကျိုးလုတ်အကျိုးပြုတ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်မတို့ဟာအားလုံးနဲ့အတူလက်တွဲပြီးလုတ်ဆောင်အောင်ပါပဲအရေးကြီးဆုံးကတော့တတ်မတော်နဲ့လက်တွဲပြီးလုတ်ဆောင်အောင်ပါပဲဒါကျွန်မတို့အမြဲပဲပြောနေတဲ့ကိစ္စပါ ပြီးတော့တမတော်ဟာ ကျမတို့ပြည်သူတွေနဲ့တသားတည်းဖြစ်သွားပြီးတော့ပြည်သူတွေရဲ့ဆန္ဒဟာလည်းတမတော်ရဲ့ဆန္ဒပဲတမတော်ရဲ့ဆန္ဒဟာလည်းပြည်သူတွေရဲ့ဆန္ဒပါပဲဆိုတဲ့အခြေအနေရောက်သွားမှသာလျှင်ကျမတို့မြန်မာနိုင်ငံရဲ့တိုးတက်မှုဟာစိတ်ချရပြီလို့ကျမတို့ပြောမှာပါအဲ့တော့အရေးကြီးတာလူကိုစိတ်ချနိုင်မှမဟုတ်ပါဘူးအခြေအနေကိုစိတ်ချနိုင်မှပါ ကျမတို့တိုးတက်ရေးအခြေအနေကိုစိတ်ချအောင်လို့ကျမတို့လုပ်သွားမှာဖြစ်ပါတယ် ဒီနေ့ခင်မာတဲ့ blogspot တို့ facebook တို့မှာသူများမကောင်းကြောင်ရှာရေးတဲ့လူဆိုးတွေရှိသလိုတဲ့အဲ့ဒီစာတွေကိုတဲ့ wine ဖတ်မှတ်ချက်ရေးပြီး wine ဟာနေတဲ့လူမိုက်တွေလည်းပေါ်လာပါတယ်တဲ့နည်းနည်းတော့ဆုံးမမပေးခဲ့ပါဘူးလို့ပေးပါကျမကျမတခုတော့မေးရမယ်အဲ့ဒါတွေလုပ်ဖို့ဘယ်နဲ့လောက်အချိန်နေသလောက်များနေလဲကျမတို့မှာဆိုရင်အချိန်လို့ပြီးတော့လုပ်နေရတာ အဲကျမတို့ရုံးမှာဆိုလို့ရှိရင်ပေါ့နော်အင်တာနက်မှာသွားပြီးတော့မြန်မာနိုင်ငံနဲ့ပတ်သက်လို့သတင်းတွေအရေးကြီးတဲ့သတင်းတွေဘာပါလဲအရေးပါတဲ့သတင်းတွေဘာပါလဲဆိုပြီးတော့ကြည့်ဖို့တာဝန်ပေးထားတဲ့လူတွေတော့ရှိတာပေါ့ဒီခေတ်ဒီခါမှာဒါတွေမကြည့်လို့မဖြစ်ဘူးဒါပေမဲ့စိမ့်ပြေးတပြေးအတင်းအဖျင်းကြည့်ဖို့ရေးဖို့ဆိုတာတော့မလုပ်သင့်ဘူးလို့ကျမတို့ထင်တာပဲမင်းစုရဲ့ USA ခရီးစဉ်မှာတဲ့အလေးမျိုးဟာနောက်ဆုံးခရီးစဉ်ဖြစ်တဲ့အတွေ့အတဲ့ခရီးစဉ်တလျှောက်မှာရင်မှန်းချက်နဲ့အောင်မြင်မှုအကောင့်ထဲပေါ်မှုကျင်းနာအားရမှုလိုအပ်ချက် ရှိမှုတွေအားလုံးကိုတဲ့ပြန်လဲသုံးသပ်ပေးစီလိုပါတယ်တဲ့အမေစုမြန်မာဒီပြန်လန်းခရီးစဉ်အားလုံးအဆင်ပြေနေပါစေတဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ဒီလိုလာတာပထမဦးဆုံးတော့ပြောရမယ်ဆိုရင်ကျွန်မဂျင်းနပ်ပါတယ်ဂျင်းနပ်ပါတယ်ဆိုတော့စောစောကကျွန်မရှင်းပြတဲ့အတိုင်းပဲကျွန်မလာတာရေရွယ်ချက်တစ်ခုရှိတယ်တစ်ခုကတော့ကျွန်မတို့ကိုကုညီမှစပေးခဲ့တဲ့လူတွေကိုကျေးဇူးတင်ကြောင်းပြောဖို့အဲ့ဒါကကျွန်မပြောနိုင်ခဲ့လို့ ကိုတိုင်းတချို့ကိုတိုင်းတွေ့ပြီးတော့ယေရှုတင်ပါတယ်ဆိုတော့ပြောနိုင်တယ်လို့ကျွန်တော်အများကြီးအားရပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအခြေအနေကိုရှင်းပြခြင်းလို့အဲ့ဒီဟာလဲအတော်အတန်ဟိုအားရလောက်ပါတယ်။ဘာကျွန်တော်တနိုင်ငံလုံးတော့ပြအောင်မသွားနိုင်ဘူးပေါ့နော်။ဒါပေမဲ့လည်းအအရေးကြီးတဲ့နေရာတွေတချို့တက်ကူတွေနောက်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားအများကြီးတဲ့နေရာတွေကိုကျွန်မရောက်နိုင်ခဲ့ပါတယ်အခုဒီလိုပြောနိုင်ရတယ်အဲ့တော့ကျွန်မဒီလိုဟိုမြန်မာနိုင်ငံကရောက်လာတဲ့ပြည်သူပြည်သားတွေ ਨੇ ဆွေးနွေ နိုင်တဲ့အချိန်မျိုးအင်တာမအားရတယ်အခုဒီလိုမေးခွန်းတွေယူရတယ်ဆိုတာလည်းအချိန်ကသာကြောင့်မဟုတ်လို့ပေါ့နော်တကယ်ဆိုလို့ရှိရင်တော့အုပ်စုလေးနဲ့ဆွေးနွေးရတာတောင်မှကျမကပိုသဘောကျလေးပဲကျမကလာခင်တော့ဒုတတင်းကြရတယ်ပေါ့ကျမလာလို့ရှိလို့ရှိရင်ဆန္ဒပြမလို့တဲ့အဲ့တော့ကျမပြောတယ်ဆန္ဒပြမှုရှိရင်သွားတွေ့မယ်လို့ဆန္ဒပြတဲ့လူတွေတွေ့ပြီးတော့တော့ဘာကိုဆန္ဒပြနေလဲဘာလိုချင်လဲဆွေးနွေးမယ်ညှိနှိုင်းမယ်အဲ့တော့အခုတော့ဆန္ဒပြနေတဲ့လူတွေအထက်မှာပါလာမသိဘူးထပြပြလေရတယ် ။ဘယ်ဆိုဆန္ဒဆိုတော့ပြပိုင်권ရှိရမယ်။ဒါပေမဲ့ဆန္ဒပြတဲ့လူတွေကလေဟိုတစ်ဖက်ကလည်းပြန်ပြီးတော့ဖြေပိုင်권တော့ပေးရမယ်။တစ်ဖက်သာလှုပ်တာဆိုတော့ဟာဒီမိုကရေစီနေမကြဘူးဆိုတာတော့အလုံးကနားလဲရမယ်။အဲ့တော့ကျမကျေနပ်တယ်ကျေနပ်ပေမဲ့ထပ်ပြီးသတိပေးမယ်နော်။ကျမတို့နောက်လှုပ်ဖို့ဒီအများကြီးကြာမှသေးတယ်။အဲ့ဒီဟာကိုမြန်မာနိုင်ငံကိုကြည့်တဲ့အခါကျလို့ရှိလို့ရှင်စိတ်စိတ်ကြည့်ပါတိတ်ပြီးတော့အကောင်းမြင်လို့မနေပါနဲ့ အစိုးမြင်လို့လည်းပြောတင်တာမဟုတ်ဘူးဒါပေမဲ့သတိနဲ့ကြည့်ပါသတိဆိုတာလွန်ကဲတယ်လို့မရှိဘူးလို့တရားတော်မှာပါတဲ့အတိုင်းပဲဒီအချိန်မှာမြန်မာနိုင်ငံကိုလေ့လာသုံးသပ်တဲ့အခါမှာသတိဆိုတာဘယ်တော့မှဘယ်လို့မှလွန်ကဲနိုင်မှာမဟုတ်ဘူးဆိုတာတော့ခေါင်းထဲမှာထားကြည့်ပါလိမ့်အဲ့ဒီတော့ကျွန်မပြောပိုင်ခွင့်နေရခဲ့တာကိုလည်းကျွန်မအကျဉ်းပါပါနောက်ပြတော့လေကျမတို့ညွေးညွေးထွေးထွေးနဲ့ကြိုဆိုကြတာတွေလည်းကျမတို့အတွက်အများကြီးကိုစိတ်အင်အားဖြစ်စေပါတယ် ဒါအပြင်မြန်မာနိုင်ငံတွေကလက်ပေးလက်ယူပပျောက်ရေးအကြောင်းနိုဘယ်ဆုရရှိမှုနဲ့ပတ်သက်တဲ့အကြောင်းမေးခွန်းတွေကိုလည်းဖြေကြားပေးသွားခဲ့ပါတယ်။ဒီခန်းနာကိုတက်ရောက်လာကြသူတွေကတော့ဒေါန်ဆန်းစုကြည်ရဲ့ဖြေကြားမှုတွေကဘ ഹു တုရရစီယာလေးစားလိုက်နာစီယာတွေဖြစ်တဲ့အကြောင်းပြောဆိုကြပါတယ်။ လာတာရမ်းကျွန်တော်တို့ကျင်းနေတယ်ဗျအဲ့ဒါတော့ဖတ်မှတ်သားသားပေါ့နော်အဲ့ဒါအဲ့ဒီပြောတာတော့ကောင်းပါတယ်ကိုနိုင်ကျမတို့နိုင်ငံအတွက်ဒီပြည်ပမှာရှိနေတဲ့လူတွေကစီးတဲ့ဆက်ဆက်ဘလို့ကြည့်ကြည့်ဖို့ကွာအဲ့လိုမျိုးကိုနိုင်ငံကိုထူထောင်ဖို့ကိုကိုကိုအရင်စမ်းစစ်ပြီးမေးမေးဖို့အဲ့လိုမျိုးတွေပြောခဲ့တာပေါ့အများကြီးအမ်အများကြီးပဲစိတ်ဓာတ်ရေးဆိုင်ရာမြန်မာလောကမြန်မာပြည်သူကြားမှာပြုပြင်စရာအများကြီးပဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးပြောတာပါ။ဘာပြောရမလဲဆိုတော့ဒီကောင်မဆံမှုပေါ့နော်။ နောက်အမြဲတမ်းသူများအတွက်စဉ်းစားပြီးတော့စဉ်းစားဖို့လိုတယ်ဆိုတော့ဟိုသူကသင်္ကန်းစားပေးတယ်နောက်နိုင်ငံကိုကူညီတယ်ဆိုရင်စိတ်စိတ်မှပြပေါ်မှနဲ့ကူညီပါပေါ့လေသူကနာမည်လူချင်းတို့ဟိုနေရာလူချင်းတို့ကူညီပါတယ်လို့ပြောတာအဲ့ဒီအခမ်းအနားကိုမြမပြည်သူတွေအပါအဝင်မြမအရေးကိုစိတ်ဝင်စားကြတဲ့လူတွေညာနဲ့ချီပြီးတက်ရောက်ခဲ့ကြပါတယ်